်မင်္ဂလာပါ theology တလုံးစာရဲ့ morning devotion အစီအစဉ်ကနေကြိုဆိုပါတယ်အရင်ဆုံးကျွန်တော်တို့ဆုတောင်းပြီးအစာဖြူကြရအောင်ကောင်းကင်မြေကြီးဆက်ကြဝဠာလုံးစုံကိုဖန်ဆင်းတော်မူသောအရှင်အဖဖျားသခင်ခရရှင်ထံသို့တိုးဝင်ခွင့်ပေးသောကြောင့်ဂျေဇုတင်နေခရရှင်ကိုစကားပြောခွင့်ပေးသောကြောင့်ဂျေဇုတင်နေဒီနေ့ဒီနေ့တလုံးခရရှင်လက်ဝဲသို့ထပ်၍အနံပါ၏ခရရှင်ဘုံတော်ဖို့လုံးကခရရှင် အလိုတော်အကြံစီတော်ကိုတိုး၍နားလည်ရပါမည်အကြောင်းဂျေဇုပြုတော်မူပါ ်ယေရှုနာမနဲ့ဆက်ပြုပါလေပါဗျာအာမင်နေ့မှာတော့ကျွန်တော်ယောရှုမှတ်စာခန်းကြီး14အငယ်17နဲ့အငယ်14ကိုဖတ်မှာဖြစ်ပါတယ်ယောရှုမှတ်စာခန်းကြီး14အငယ်17နဲ့အငယ်14တို့ဖြစ်၍ထိုနေ့၌ထာဝရဘုရားမိန်တော်မူသောဤတောင်ကိုအကျွန်ုပ်အားပေးပါဤတောင်ပေါ်မှာအာနကလူရှိကြောင်းကို၎င်းကြီးမားခိုင်ခံသောမြို့တို့နှင့်ပြည်စုံကြောင်းကို၎င်း ထိုနေ့၌ကိုတော်သည်ကြားရပြီတို့ရတွင်ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ရှိတော်မူလျင်အမိန်တော်ရှိသည့်အတိုင်ထိုသူတို့ကိုနှင်ထုတ်ခြင်းကအကျွန်ုပ်တက်ဆွမ်းနိုင်ပါသည်ဟုပြောဆို၏တို့ဖြစ်၍ကိနဲ့အမျိုးသားရေဖုန်နိုင်သားကာလက်သည်ဣသေလအမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လုံလုံလိုက်တော်ကြောင့်အေဗျုံပြည်သည်ယနေ့တိုင်အောင်ကာလက်၏အမွေဖြစ်သည် ဖတ်ရှုတော်တဲ့တမန်ကျမ်းစာအပြင်ဖျာသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်ပေါ်မှာရှိပါစေ။ဒီနေ့ဖတ်တော်တဲ့ကျမ်းချက်ကတော့အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ကာလတ်ပြောတဲ့စကားဖြစ်ပါတယ်။ကာလတ်လို့ပြောလိုက်ရင်ယောရှုနဲ့တွဲပြီးတတိယမိတ္တပါတယ်။ကာလတ်တယောက်တည်းကိုတတိယမိတ္တတာမျိုးရှားပါတယ်။ယောရှုနဲ့ကာလတ်ယောရှုနဲ့ကာလတ်လို့ကျွန်တော်တို့ပြောတတ်ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ထူးခြားချက်ကတော့အဲဂုရုပြည်ကထွက်လာပြီး တိတော်ထားရာပြည်ထိဝင်ရောက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ကာလနဲ့ပတ်သက်ပြီးကျမ်းစာကဘလို့ဖော်ပြသလဲဆိုရင်ကာလသည်ဤဒီလာအမျိုးဤဖျားသခင်ထာဝရဖျားနောက်တော်သူလုံလုံလိုက်သောကြောင့်လို့ဖော်ပြပါတယ်။ဖျားသခင်ထာဝရဖျားနောက်တော်သူလုံလုံလိုက်တဲ့သူ ဖြစ်ပါတယ်။ဒီလိုဖတ်မိတဲ့အခါကျွန်တော်နှလုံးသားထဲမှာအလူလူပေါ်လာတာကျွန်တော်အလူလူစဉ်းစားမိလာတာတခုကတော့ဒီလောက ဖျားသခင်နောက်တော်ကိုလုံလုံလိုက်နေတာတော့မှဘာဖြစ်လို့ယောရှုရဲ့နောက်လိုက်နေရမှာပဲရှိနေရတာလဲဆိုပြီးစဉ်းစားမိပါတယ်ယောရှုနဲ့ကာလတ်တို့ရဲ့အကြောင်းကိုပထမဆုံးတိတိတသာထင်းထင်းရှားရှားမြင်နိုင်တဲ့အဖြစ်အပျက်ခါနန်ပြည်တဲကိုတရှိုးတွေအနေနဲ့ဆေလုခံရတဲ့ကိစ္စမှာကြည်ရင်လေတွားရောက်စုံစမ်းပြီးပြန်လာတဲ့အခါကောင်းတဲ့ခြင်းကိုအရင်ဆုံးပြန်ပြောတဲ့သူကကာလတ်ဖြစ်ပါတယ် ယုံကြည်ခြင်းနဲ့ငါတို့အောင်းနိုင်တယ်လို့ပြန်ပြောတဲ့သူကကာလက်ဖြစ်ပါတယ်။တောလျာကျန်ခန်းကြီး73အငွေ30မှာတွေ့နိုင်ပါတယ်။ဒီလိုဖရာသခင်နောက်တော်လုံလုံလိုက်ပြီးယုံကြည်ခြင်းနဲ့ပြည့်စုံတဲ့ကာလက်ယောရှုနဲ့ရှင်လိုက်ရင်တော့နောက်လိုက်နေရမှာပဲရှိနေတယ်။ဖရာသခင်နောက်တော်ကိုလုံလုံလဲလိုက်သေးတယ်။ရွေသူငယ်ချင်းရဲ့ဥဆောင်မှုနောက်ကိုလဲလိုက်နေရတယ်။ဥကောင်းမဖြစ်ပဲအမိဖြစ်နေသလို ကျွန်တော်စိတ်ထဲကနေခံစားမိပါတယ်။ဒါကကျန်းစာဖတ်နေတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်အလုံးလုံးတဲ့ပုံမှာကျွန်တော်ဘာနာလဲမိလဲဆိုရင်တော့ကျွန်တော်အနေနဲ့ပထမနေရာမှာရှိခြင်း ထိတ်ဆုံးမှာရှိခြင်းနာမည်ကြီးခြင်းတွေသူတစ်ပါးအထက်သာ၍ကောင်းတဲ့နေရာရခြင်းတွေကိုဦးစားပေးစဉ်းစားနေတတ်သေးတယ်ဆိုတာကိုကူကူနားလဲမိလာပါတယ်။ကာလကတော့သူထိတ်ဆုံးရောက်လားမရောက်လားဆိုတာထက် သူ့အတွက်ဖရာသခင်ထားတဲ့ဂရုတော်ကဘာလဲဆိုတာကိုပဲစိတ်ဝင်စားခဲ့တယ်ဆိုတာတွေးမိပါတယ်။ဒါကြောင့်လဲအငယ်စနစ်မှာသူဖြစ်၍ထိုနေ့၌ထာဝရဖရာမိန်တော်မူသောဤတောင်ကိုအကျွန်ုပ်အားပေးပါလို့ပြောခဲ့ပါတယ်။ထိုနေ့၌ထာဝရဖရာမိန်တော်မူသောဤတောင်ကိုအကျွန်ုပ်အားပေးပါဖရာသခင်ထာဝရဖရာအမိန့်ရှိထားတာကဒီတောင်ကျွန်တော်ကိုအမွေခံဖို့ဖရာဂတိပေးထားတာကဒီတောင ီတောင်ကိုပဲကျွန်တော်အမွေရခြင်းနဲ့ဆိုတဲ့သဘောမျိုးမြင်မိပါတယ်လူတွေအမြင်မှာ အမြင်ဆုံးရာသူရရမရရလူတွေအမြင်မှာ ထိတ်ဆုံးဖြစ်ဖြစ်မဖြစ်ဖြစ်ဖျားသခင်ဂတိတော်ရှိတဲ့အရာကိုပဲအရာယူခြင်းနဲ့စိတ်လို့မြင်မိပါတယ်ဒီနေ့ကျွန်တော်တို့မှာဖျားပေးထားတဲ့ပန်းတိုင်ကိုအာယုံဆိုင်ခြင်းတဲ့ကိုထက်တာတဲ့သူတွေကိုအာယုံဆိုင်မိနေတဲ့အခါတွေရှိပါတယ်ငါလောက်တော့မတော်ဘဲနဲ့နေရာရနေတာ ။သူကြတော့ပူကြော်ကြတယ်ငါနဲ့ဘာများကွာလို့လဲ။ငါဘာလို့သူတို့လောက်နေရာမရသေးတာလဲစသဖြင့်လူတွေကိုပဲအာယုံရောက်ပြီးဘုရားသခင်ထားရှိတဲ့ပန်းတိုင်ကိုတတိမမှုမိဖြစ်တတ်ပါတယ်။ကာလက်လိုဘုရားသခင်ဂတိတော်ရှိတဲ့ဘုရားသခင်ချမှတ်ပေးထားတဲ့ပန်းတိုင်ကိုတတိမူပြီးအဆုံးတိုင်တလန်းတတ်တော်သူများဖြစ်ဖို့အရေးကြီးတယ်လို့ဒီနေ့တော့ဆင်ခြင်ပြပါတယ်။ဘုရားသခင်ထားရှိတဲ့ပန်းတိုင်ကိုတည်ပြီးပန်းတိုင်ရောက်တဲ့အထိ ရှောက်လန်းနိုင်တော်သူများဖြစ်ကြပါစေခဏလောက်ဆုတောင်းရအောင်အဖဖေဟာကိုရရှင်ထားရှိသောပန်းတိုင်းကိုတည်စေပါကိုရရှင်ပေးထားသောဂတိတော်ကိုတည်စေပါတခြားလူများနှင့်လိုက်၍နှိုင်းရှင်ခြင်းထက်ကိုရရှင်ဂတိတော်ရှိရာပန်းတိုင်းသို့ရောက်ခြင်းသောနှလုံးသားနှင့်အဆုံးတိုင်းရှောက်လန်းတတ်သောသဘောကိုသာပေးပါဂျေဇုတင်လေပါရီတော်တော်တခင်ယေရှုနာမနဲ့ဆုတောင်းစကားအနံပါ၏အာမင်